မင်္ဂလာပါဒီနေ့မှာတော့အသက်နဲ့တက်သေးဆိုတဲ့သင်ခန်းစာပုံပြလေးကို တင်ဆက်ပေးသွားပါမယ်အသက်နဲ့တက်သေးငါးပြီပက်လက်ရှိတဲ့ခြံဝလေးထဲမှာဝတ်ထီးနဲ့ဝတ်မနှကောင်ရှိတယ်သူတို့နှကောင်ဟာတကောင်နဲ့တကောင် အရှမ်းချစ်ကြတယ်ဝတ်မလေးကအမပီပီဝတ်ထီးကလေးကို အမြဲတမ်းအနိုင်ကျင့်တယ်တခင်အစာကျွေးရင် သူကအရင်ဆုံးဝတ်အောင်လို့စားတယ်ပြီးမှခြံနာကိုဝတ်ထီးလေးကိုပေးတယ် ဝက်ထီလေးကတော့အပြုံးမပြတ်စွာနဲ့အလိုလိုက်တာပေါ့အနိုင်ချင်တာလေးလည်းတီးခံပေးတယ်အမြဲတမ်းဝဝလေးလင်းစားရတဲ့ဝက်မလေးဟာတနေ့တခြားဝဝလိုလာတယ်ဝက်ထီလေးကတော့ပိန်ညောင်ညောင်နဲ့ပေါ့တနေ့မှာတခင်ကအစာကျွေးနေရင်ဒီဝက်မလေးကတော်တော်ဝလာပဲရှိလာဆိုရင်တက်ပြီးရောင်းစားလို့ရပြီလို့သူ့ရဲ့မိမကိုပြောလိုက်တယ်သူ့စကားကိုဝက်ထီကကြားမိသွားတယ်အဲ့ဒီနောက်ပိုင်း ဝက်ထီးလေးဟာဝမလေးရဲ့အပေါ်ကိုဆက်ဆံရည်တွေစပြီးတော့ပြောင်းလဲသွားတာပေါ့အစာစားရင်ဝမလေးနဲ့လူပြီးတော့စားတယ်အရှင်လူအဝလင်မပေးစားတော့ဘူးသူပဲဝဝလင်လင်စားလိုက်တယ်ညဆိုလဲဝမလေးကိုပေးပြီးတော့မအိပ်ဘူးအေးပြောင်းလို့လုပ်တယ်ဝမလေးလည်းဝမ်းနေတာပေါ့စဝေစွာလေးဖြစ်မိတာပေါ့ဘာကြောင့်သူ့အပေါ်မှာရှုပ်တည့်ရဲ့ပြောင်းလဲသွားလဲပေါ့သူ့ကို အရှင်တို့မချစ်တော့ဘူးလို့ထွေးမိတာပေါ့ဒီလိုနဲ့တလှကြတဲ့အခါဝက်ထီးလေးဟာ အစီတဝင်းဝင်းနဲ့ဝါဖြိုးလို့နေတာပေါ့တခင်ကဝက်ကိုတက်ပြီးရောင်းစားဖို့အချိန်ကျလာတော့ဝက်မလေးကပိန်နေတာကိုတွေ့လိုက်ရတယ်ဒါနဲ့ပဲဝါဖြိုးနေတဲ့ဝက်ထီးလေးကိုဆွဲသွားတာပေါ့အဲ့ဒီအခိုက်တန့်လေးမှာပဲဝက်ထီးလေးကအပြုံးလေးနဲ့နောက်ဆိုလျှော့စားတော့လို့ဝက်မလေးကိုလှမ်းပြောလိုက်တယ် ဝမလေးကလည်းအဲ့ဒီအချိန်ကြာမှတည်တော်တယ်။ဘာကြောင့်ဝက်ထီးလေးကသူ့ကိုဒီလိုပြုတ်လဲဆိုတာပေါ့။ဒါပေမဲ့အချိန်ဟာနှောင့်သွားခဲ့ပြီလေ။ညာအိတ်စိတ်လိုနေတယ်။တခင်နဲ့မိသားစုတွေဝက်ထီးလေးကိုမျက်ရည်ရှက်ရည်နဲ့တုံးတော်ခံနေတာကိုဝမလေးကဝမ်းနဲ့ချီကွဲစွာနဲ့လှမ်းမြင်နေရရှာတယ်။ဝက်ထီးလေးမရှိတော့သူ့ရဲ့ရှင်ထဲမှာ ဟာတာတာနဲ့ပေါ့။ဝက်ထီးလေး အိတ်နေချနေရလေးကို အမှုမဲ့အမှတ်မဲ့လှမ်းချီမိလိုက်တယ်။ဘွယ်ထီလေးရေးထားခဲ့တဲ့စာချောင်းလေးတစ်ချောင်းကို ထွေမိတယ်။တကယ်လို့နင့်ကိုချစ်တယ်ဆိုတာအပြောနဲ့တက်တည်ပြလို့မလုံလောက်တဲ့အခါငါရဲ့အသက်လေးနဲ့ပဲတက်တည်ပြလိုက်ပါတယ်။ဝမ်းမာလေးရေဝမ်းမာလေးကရှူချုံမရထစ်ချုံချပြီးတော့ငိုချလိုက်မိလေတယ်။